哦 stay ပေါ့အလိုဒီစီစဉ်ဝမ်းတော့လို့ confident အသိရှိတုံပဲလားအဲအခုလည်းတူတူပါပဲကျွန်တော်အလိုဒီအလိုဒီစီစဉ်ဝမ်းတော့လို့ပဲကျွန်တော်ကျွန်တော်ကိုယ်တိုင်ကျွန်တော်အတင်းတော့ရင်းစက်ပြရှိပါတယ် လိုရင်းစီစဉ်သူကတော့ကျွန်တော်တို့မှတ်မှတ်ရပါတယ်။အဲကျွန်တော်တို့ဒီပြိုင်ပွဲတွေ့ကြုံကောင်းကြီးစပြီးတော့တင်ယူနေတဲ့အချိန်မှာပဲကျွန်တော်တို့ဘိုင်နိုင်ကြီးတက်ပြီးတော့ရှယ်လီတိုက်ဟန်အချိန်နေပေါ့ဗျာ။ဒါပေမဲ့အခုအလိုရင်းစီစဉ်ပြီးမှအဲ့အရာတွေကိုကျော်ဖြတ်နိုင်မှုအဲလုံလောက်တဲ့တွေ့ကြုံကောင်းကြီးနဲ့ကျွန်တော်ပြန်လာပါတယ်။

ကဲပါချန်ပီယံမသိစင်းနဲ့ချန်ပီယံဆုလို့ရောင်းနိုင်ခဲ့ရခုထပ်ပြီးတော့အတင်းမတူညီရဲ့အတင်းတတင်းမှာရောင်းနေပြီမဲ့စီစဉ်သူမှလည်းချန်ပီယံဆုကိုရောက်နိုင်မယ်လို့ကြောင်းယူပါတယ်ဒီအလိုဒီစီဇန်မှာကစားသမားအနေနဲ့ကျွန်တော် အာဝင်ပြီးတော့ရှင်ပြန်ခဲ့ပြီမယ်ဒီအလိုဒီ season 3မှာပေါ့နော်ကိုတယောက်အနေနဲ့ပြန်လာပြီးတော့ရှင်ပြန်ရဲဆိုပေမဲ့ကျွန်တော် champion ဆုပဲကျွန်တော်ရယူသွားဖို့အစဉ်လေးရှိနေပါတယ်အဲ့ဘာလဲညားပါလဲလောလောလောပြနိုင်တယ်လို့ထင်တယ်ကျွန်တော်တို့တွေဘာလို့ဒီလောပြနိုင်တယ်ဆိုတော့ပြည့်စုံရအောင်လေတီဗီရပြီထင်ပါ

ျွန်တော်ဘောလုံးအနိုင်ယူကိုလည်းအဆင်သင့်တင်နေပါပဲ။ဘယ်တဲ့တူတွေအရေးမကြီးဘူးဘောလုံးအနိုင်ယူပြီးအလိုဒီချန်ပီယံဆုရယူဖို့အဆင်သင့်ပါပဲ။တို့နဲ့တွေ့ခဲ့ရလို့ရှိရင်ကျွန်တော်တို့လူငယ်ကစားသမားတွေအနေနဲ့ဘယ်လောက်ထိကစားပြနိုင်လဲဆိုတာစီနီယာတွေချပြသွားကြည့်။အဲကြတော့အတင်းအောင် short တဲ့အတင်းတွေတော်တော်စိတ်ဝင်ကောင်းပေါ့ဒီ LOD တိုင်းပွဲကြီးမှာတို့တွေကောင်းကောင်းသင်ရတာရပါပါလေအဲကျွန်တော်တို့အတင်းရဲ့ player တိုင်းကတော့အကုန်လုံးကောက်ရပါပဲကျွန်တော်တို့အထင်သေးတော့နောက်နောက်ကြည့်ကြည့်ရပါဘူးကျွန်တော်တို့က focus နဲ့အတင်းဆောင်တော့ပြတ်ပါအောင် ဒီဘက်မှာကျွန်တော်အတင်100%နိုင်မယ်လို့ယုံကြည်ပါတယ်အဲ့လိုဒီမှာကျွန်တော်တို့အတင်နည်းနည်း100%နိုင်မယ်လို့ရှိပါတယ်အဲကျွန်တော်တို့အတင်နည်းနည်းချန်ပီယံဖြစ်တာလည်းကြာပြီဖြစ်တဲ့အတွက်ဘူးအဲ့လိုဒီစီဇန်3မှာချန်ပီယံဖြစ်အောင်ပြည့်တက်ကြည့်တာအကောင်းဆုံးလို့လာတာနောက်ပွဲလေးမှာကျွန်တော်တို့အကောင်းဆုံးရလဒ်တွေယူဆောင်လာပြီးကျွန်တော်တို့ဆင်းနေဖြစ်နေပါကျွန်တော်တို့အတင်းနေတဲ့ဒီရှုံးခဲ့တာတွေကိုလည်းမှတ်ထားလို့ကျွန်တော်တို့နိုင်ခဲ့တဲ့ပွဲတွေကိုလည်းကျွန်တော်တို့မှတ်ထားတယ်။အဲဒီတော့ တော်တို့တွေရှုံညွှန်းဆက်ရမယ် list တွေမှာဒီပွဲရလည်းပါနေတယ်။အဲ့တော့ကျွန်တော်တို့ဒီ LOD season 2ကရှုံညွှန်းနေဆက်ဖို့အတွက်အဲဒီ season 3မှာကျွန်တော်တို့အကောင်းဆုံးပြင်ဆင်လာတယ်။ကျွန်တော်တို့လည်းတွေ့မယ်ပြန်ပြန်အသေးအနေနဲ့နေနေလည်းအကောင်းဆုံးပြင်ဆင်လာဖို့ကျွန်တော်ပြောလဲပါအခုလိုဟိုကင်းပေါ်ရင်းနဲ့အတူတူတွဲပြီးခါရတဲ့အတွက်ကျွန်တော်အနေနဲ့လည်းဟိုဝမ်းနာခွင့်ရပါတယ်။စီဇန်ကြီးမှာလာတစ်ခါတစ်ခါပြန်လာကြဖို့ကျွန်တော်ကြားလာတယ်။အားလုံးကြည့်ကြရအောင်။